ထဲတန်းတော့ဝင်ရင်ဘုံအင်ဂျီနဲ့ထမိန်ဆက်ကကကုဋ္ဌီတော်သေးတယ်။အဖေရစုကုဋ္ဌီတိန်းတာလေအထုတ်ဝစ်တယ်။ခါကြရင်ဒုံလေးဆက်ပြီးပါရိုက်တယ်။ကုဋ္ဌီရင်ဘုံအင်ဂျီရောကြောင်စိန်ထမိန်ကတော်နေတော့ပါပဲ။အဲ့လိုပြောရမှာပေါ့နော်။အစားအစိမ်းကိုစားတည်ရတဲ့သူတွေကအာမသိရင် तू ကအစားနဲတယ်ပေါ့အစားရှောင်နေနေတာမဟုတ်ဘူးတအားစားအကြောင်းသိသွားတဲ့သူဆိုဟေးမထင်အောင်တော့မထင်အောင်ပေါ့အဲ့လောက်စားမယ်ဆိုအစဲကြရင်ကိုကတော့ချောက်တော့အစားတော့မရှောင်ခဲ့ဘူးအကုန် ားခဲ့ရပါဘောเนาะအဲ့တော့တငငချင်းတွေကပြောဟဲ့ကံကောင်းနေပါဘောစားကျင်နိုင်စားပြီးမဝဘူးပေါ့အမေရဆွေစိတ်ကိုဘာပြောလဲဆိုတော့ तू စားတဲ့လောက်သာဝမယ်ဆိုအိမ်မှာထားစရာနေတော့မရှိတော့ဘူးဆိုပြောပြောရပါဘောเนาะ ဖွယ်လေးကတော့ဒီ joint ရစီးကိုဖြစ်တဲ့ matte နဒီရဲ့မွေးနေ့ပေါ့နော်မွေးနေ့နဲ့အတူဒီ joint နဲ့ပတ်သက်တဲ့အမားကအောင်မြင်ခဲ့တဲ့ channel တွေအဲ့ဒါကြီးနေနဲ့ပတ်သက်ပြီးတော့ခဏလေးလှုပ်တော့စိတ်ဝင်လဲဆောင်ဝင်တယောက်အနေနဲ့ influencer တယောက်အနေနဲ့ဖိတ်တဲ့အတွက်တယောက်ဖြစ်ခဲ့ရမှာဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ weight ချဘူးတာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ငငယ်တုန်းကတော့ fat loss ဖြစ်နေတယ်ပေါ့နော်ဘယ်အထူးသဖြင့် bite တို့ပေါင်တို့ကအစီတွေပေါ့နော်ဟိုစိတ်တော့ကြာဘယ်ထဲမှာပါလဲဆိုတော့ skinny fat ထဲမှာပါပိန်တော့ပိန်နေကြီးလိုက်ဒါပေမဲ့ bite တွေဘာတွေမှကြာအစီတွေရှိနေတာပေါ့နော်အဲ့တော့ fat loss ဖြစ်ဖို့တော့စူးစမ်းဘူးတယ်အဝိတ်ကျချင်တာပိန်ချင်တာရေလို့တော့မရှိဘူးဒါပေမဲ့ထပ်ပြီးတော့မဝလာဘူး body ကိုအဲ့လိုထိန်းထားအဲ့လိုမျိုးတော့ try ပါတယ်ဒီမှာကိုယ်လေးဖြစ်တယ်မလို့တော့ကြာပြီပြောရရင်လေးစိတ်အခုဟိုက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 ိုလည်းစဉ်းစားငါငငယ်တုန်းကပဲကြီးနေရလားအခုကပဲညှက်နေရလားဘာဖြစ်လို့လဲဆိုတော့၁၀တန်းတုန်းကရင်ပုံအင်ဂျင်နဲ့ထမိန်စကားကအခုတည်းတော်သေးတယ်အဖေရဆူဦးရတီတိန်းလာတယ်အဲ့ထုတ်ဝစ်တယ်ခါကြရင်ဒုတ်လေးဆက်ပြီးပါရိုက်တယ်ဦးရတီရင်ပုံအင်ဂျင်ရော ကြောင်စိမ့်ထမိန်ဟိုကတော်နေတော့မှာပဲအဲ့လိုပြောရမှာပေါ့နော်အစားအစိမ့်ကိုစသတဲ့သူတွေကအာမသိရင် तू ကအစားနဲတယ်ပေါ့အစားရှောင်နေနေတာမဟုတ်ဘူးတအားစားအကြောင်းသိသွားရဲ့သူဆိုဟဲ့မထင်အောင်တော့မထင်အောင်ပေါ့အဲ့လောက်စားမယ်ဆိုအစဲရချင်ကိုကတော့ချောက်တော့အစားတော့မရှောင်ခဲ့ဘူးအကုန်စားခဲ့ရပါတော့အဲ့တော့တငငချင်းတွေကပြောဟဲ့ကံကောင်းတယ်ပေါ့စားချင်နိုင်စားပြီးမဝဘူးပေါ့အမေကစိတ်စိတ်ကိုဘာပြောလဲဆိုတော့ तू စားတဲ့လောက်သာဝမယ်ဆိုအိမ်မှာထားစရာနေရာတော့မရှိတော့ဘူးဆိုပြီးတော့ပြောရပေါ့နော်အဲ့တော့ဒါကလည်းကံကောင်းခြင်းတစ်ခုပဲပြောရမှာပေါ့ ီကာဘိုဟိုက်ဒရိတ်အားကြိုက်တယ်အထူးသဖြင့်မမာလိုမျိုးဆိုထမင်းပေါ့နော်ဘာစားစားထမင်းလေးမပါထမင်းလေးမစားလိုက်ရရင်ကိုကမနစ်တက်ဘူးပေါ့နော်ပြီးမူဟင်းကအင်မတန်ကြိုက်တာမူဟင်းကိုဘယ်လိုကြိုက်မှန်းမသိဘူးဘယ်ဒေတာဖြစ်ရဲ့ရမူဟင်းကရှာစားတယ်ပြီးတော့အိမ်မှာမူဟင်းကချက်ပြီးဟေ့ဆိုရင်လည်းဟိုတပွဲစားမစားမဟုတ်ပေါ့နော်အများကြီးဘုဖက်တွေအများကြီးနဲ့တကယ်ကိုထမင်းလို့အဲ့လိုစားတာဟုတ်ကဲ့အဲ့ဒါနဲ့သူရဲ့နေလေးလေးနဲ့ညောင်းပေးပါလားဟုတ်ကဲ့အဲဒါမှမဟုတ်အစိမ့်ကအဲ့လိုစားရတယ်ဆိုပေမဲ့အခုကျတော့အခုနောက်ပိုင်းပေါ့နော်ဟို weight loss, လိုပြောမလဲ weight management ကိုကောင်းကောင်းလုပ်ချင်တယ် management ဆိုတဲ့အတိုင်းအာလူတဲ့ diet လုပ်တယ် diet စားတယ်ဆိုရင်ပိန်အောင်လုပ်တယ်လို့ထင်ကြတာတကယ်တော့ diet ဆိုတဲ့အဓိပ္ပာယ်ကကြောင့် healthy me ပေါ့နော်အဲ့တော့ဝါနေတဲ့သူကအာဝါနေတဲ့သူကလည်းသူ့ရဲ့ဘယ်လိုပြောမလဲ normal limiter ဝင်အောင်ပိန်တဲ့သူကလည်း BMI အောက်မကျအောင်ပေါ့အဲ့လိုပုံစံမျိုး healthy eating ကိုပြောချင်တာပါအဲ့လိုပုံစံစားဖို့ကြိုးစားနေတယ်အဲစိတ်က BMI တို့ in body တို့တွက်လိုက်တဲ့အခါမှာခန္ဓာကိုယ်က protein လိုနေတာကိုတွေ့ရပါတယ်အဲ့တော့အခုနောက်ပိုင်းကကျတော့ protein ပိုစားဖြစ်တယ်ပြီးတော့ကိုယ်က carbohydrate အစားများတာကာဘိုဟိုက်ဒရိတ်အစားများတော့ဘာဖြစ်လဲဆိုပိုတဲ့ကာဘိုဟိုက်ဒရိတ်တွေခန္ဓာကိုယ်ကဒီပိုက်မှာပေါင်လို့အဲ့လိုညာရီမှာသွားပြီးတော့ fat တစ်ဖြစ်နဲ့ store လုပ်ပါတယ်အဲ့တော့ကိုယ်ကကာဘိုဟိုက်ဒရိတ်ကိုတော့ short စားတယ်မဖြစ်မနေစားမယ်ဆိုရင်သမင်းကိုလည်းနည်းနည်းစားတယ်သမင်းစားတခြား healthy ဖြစ်တဲ့ကာဘိုဟိုက်ဒရိတ်တွေစားပါတော့เนาะအဲ့တော့ weight ကို healthy ဖြစ်တဲ့ body weight မျိုးလိုချင်တဲ့သူတွေကတော့ diet ကို exercise ကိုနှစ်ခုစလုံးနဲ့တွားရင်တော့ပိုပြီးအောင်မြင်မှုလွယ်တယ်။အဲ့ထဲမှာမှ diet ဒီ85ကနေ80ရာခိုင်နှုန်းထိတက်ရောက်မှုရှိပါတယ်။ exercise ကကျတော့25ကနေ30ရာခိုင်နှုန်းထိတက်ရောက်မှုရှိတယ်။အဲ့တော့ကိုစားတဲ့အစားအသောက်ကိုဒါ manage လုပ်နိုင်မယ်ဆိုရင် weight loss ဖြစ်ဖို့ဒါမှမဟုတ်လဲ healthy body weight ရဖို့အတွက်ပိုပြီးတော့အောင်မြင်နိုင်ခြင်းများပါတယ်။ဟုတ်ကဲ့ပါအဲ့တော့ပြည်သက်တွေအားလုံးလည်းပေါ့ခုခုကိုချစ်တယ်ဆိုရင်လှကျင်တယ်ဆိုရင် ဘယ်လိုပြောမလဲကျမ်းမာရင်လည်းညီညွတ်တဲ့အစားတောက်နေထိုင်မှုပုံစံရှိစေချင်ပါတယ်ဟုတ်ကျမ်းမာရင်လည်းညညွတ်တဲ့ဆိုစကားကနားထဲမှာကြားရတာတော့အရင်ကြီးသဘောကျမှုတော့မကောင်းပါဘူးဒါပေမဲ့ကိုယ်ဒီကိုယ့်ရဲ့နေထိုင်မှုပုံစံအမှအဲ့ချိန်ကိုအဲလုံ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 လောက်အိပ်စေခြင်းနဲ့ပြီးကိုယ့်လက်လှုပ်ရှားမှုကိုတင်းတင်းမြောက်ပတ်တော့ကိုယ့်လက်လှုပ်ရှားမှုရှိစေခြင်းနဲ့စားတောက်တဲ့အစားတောက်တွေကလည်းတတ်နိုင်သမျှကျမ်းမာရင်လည်းညညွတ်တဲ့ဘေးမဖြစ်စေမဲ့အစားတောက်တွေကို ိန်းပြီးတော့စားစီခြင်းနဲ့ကိုယ့်ရဲ့စိတ်ကို control လုပ်နိုင်မယ်ဆိုရင်အဲ body management body weight management လုပ်တဲ့နေရာမှာဖြစ်စေကိုယ့်ရဲ့ body ကိုသွားတဲ့နေရာမှာဖြစ်စေအောင်မြင်မှုအတွက်90%ခန့်လို့ရှိပါတယ်လို့ diet list လေးကိုမျှဝေလိုက်ပါရှင့်